်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။အာနာသိန်းရခြင်းအဓိကအကြောင်းရင်းတစ်ချက်ကဒေါအောင်ဆန်းစုကြည်ရဲ့ခြေလှမ်းကိုကြောက်လို့2008စာအုပ်ကြီးရဲ့ကသူတို့ဘလောက်ပိတ်ဆို့ရေးဆွဲထားပါစေဦးကိုနီကဖောက်ထွက်ပြလိုက်ပါတယ်။ဒါကြောင့်အသက်ပါလုံးကျန်ပြစ်လိုက်တယ်။ဒါပေမဲ့2008ကိုဒေါအောင်ဆန်းစုကြည်ကတနည်းနည်းနဲ့ပြင်မာကိုသူသိတယ်စစ်တပ်အာဏာကိုတဖြည်းဖြည်းနဲ့ရှော့ချတဲ့နည်းနဲ့သွားမယ်။ နောက်ဆုံး2008ကြီးပြိုလဲရင်ငါတို့ခွေးပြင်းရချင်ရဲဆိုတဲ့ကြောက်စိတ်နဲ့ရှေးကဗာကြီးတွေကိုနမူနာယူပြီးအာဏာထသိမ်းလိုက်တာပဲ။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အစိုးရ9နှစ်အတွင်းမှာလူလူရရှိခဲ့တဲ့ဒီမိုကရေစီအသေးစားလေးဆိုပေမဲ့တိုးတက်မှုတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ခံစားခဲ့ကြပြီးကိုမျော်လင့်ချက်ပြင်းနဲ့ရှေးဆက်ဖို့ပြင်ဆင်နေချိန်မှာအာဏာသိမ်းလိုက်ခြင်းကပြည်သူလူထုတရက်လုံးရဲ့အရာရာကိုရိုက်ချုံးလိုက်တာပဲကို။ဒါကြောင့်လူလူကထင်မထားလောက်အောင်ဆန့်ကျင်ကြတာကိုသူခံရတယ်၊သူကိုယ်တိုင်ဝန်ခံထားတယ်။ပိုဆိုးရကလက်နက်ကင်တော်လိုင်းအထိပါကူးပြောင်းသွားတဲ့အပြင် ယာယီပြည်သူအစိုးရမှဖွင့်နိုင်ခဲ့တဲ့အတွက်မင်းအောင်လိုင်းအတွက်ဂိမ်းတွေ တလဲတချော်ဖြစ်ကုန်ပါတယ်နောက်ဆုံးလို့မရအောင်သူလက်လွန်သွားခဲ့ပြီးယူယူမိုက်မိုက်ရှေ့ဆက်တူနေတာပါဘယ်အချိန်ပြိုလဲမလဲဘလူးမအတိအကျမပြောနိုင်ပေမဲ့ဒီတစ်ချိန်တော့စေအောင်စုရဲ့နောက်ဆုံးအချိန်မှာဘယ်နည်းနဲ့ဖြစ်ဖြစ်တစ်ချိန်ပြိုလဲကိုပြိုလဲရမယ်ဆိုတာသိကြသွားခင်ရပါပြီစစ်တပ်တစ်ခုလုံးပြိုလဲသွားဖို့အတွက်ကမလဲဘူးဆိုတာလက်ခံထားဖို့လိုတယ်ဒီတော့တော်လန်ဤဘယ်အချိန်အဆုံးသတ်မလဲဆိုတာကဘသူမှအတိအကျမပြောနိုင်ပါဘူးဒီကြတာတစ်ခုကတော့ပြည်သူ့ကာကွယ်တပ်မတော်ကတပြေးပြေးအခြေခံလာပြီးခြေကုပ်တနေရာရတာနဲ့စေအောင်စုကဘယ်နည်းနဲ့မှတိုင်းပြည်တဝန်းလုံးကို ကိုလွတ်လွတ်ကူကူအုပ်ချုပ်လို့မရတော့တာပါဒါတော့သိကြပါတယ် NUG ကလည်းရှိနေမယ်ပူခိုင်မာလာမယ် PDF ကလည်းရှိနေမယ်ပူခိုင်မာလာမယ်ပူထိုးစစ်ဆင်လာနိုင်မှာတော့မယ်နှီးတာမျက်နှာညင်းနေစရာမရှိဘူးဒီကာလမှာနေတတ်သူတွေနေရ နေကြပါစေလို့ရှိတာထားပါရယ်ဆက်လက်ပြီးကြောက်ဖြူခမာရ943တန်ရင်မှရခိုင်လူမျိုးစစ်သားမိသားစုတွေကိုခြံထားပြီးကြံတက်မိသားစုတွေကိုရွှေ့ပြောင်းသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်အင်အားအနည်းငယ်သာကြံရှိရတဲ့ကြောက်ဖြူချင်းဆိုင်ခမာရ943တန်ရင်မှရခိုင်လူမျိုးစစ်သားရင်းမိသားစုတွေကိုတရင်ထဲမှာခြံထားတာကကြံလူမျိုးတွေရဲ့မိသားစုတွေကိုတစ်ပုတ်တောင်ရေတက်ကိုပြောင်းရွှေ့သွားခဲ့တယ်လို့သိရပါရယ်သူတို့စစ်ကောင်စီတပ်ထဲကရခိုင်စစ်သားတွေထဲမှာတချို့စစ်သားတွေကတိုက်ပွဲမှာကြာသွားတယ်တချို့ကလက်နက်ချသွားတယ်တချို့ကလည်းရှေ့ထဲမှာရှိ နေသေးတယ်။အဲ့ဒီရခိုင်စစ်သားမိသားစုတွေက943တန်ရင်းနဲ့မှပဲခြံထားခံရတယ်လို့သိရပါဗျ။တခြားလူမျိုးတွေရဲ့စစ်သားမိသားစုတွေကိုတော့တစ်ပုတ်တောင်ရေတက်ကိုခေါ်ထုတ်သွားတယ်လို့စစ်သားမိသားစုတွေနဲ့ရင်းနှီးသူတောင်ကပြောပါဗျ။ရခိုင်မိသားစုတွေကအပါကျန်စစ်သားတွေရဲ့မိသားစုတွေကိုတော့တစ်ပုတ်တောင်ဒညဝီရေတက်ဌာနချုပ်ကိုခေါ်ယူသွားတယ်လို့သိရပါဗျ။ ဇလတ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့၃၃နဲ့ကိုကိုတက်မမှုတွေကိုဖြုတ်ထုတ်ရှင်းနေဇလန်းနောက်ွယ်ဆိုတဲ့အကြောင်းပေါ့အခုရပိုင်းစက်ကောင်စီတက်တွင်းကတက်မမှုနှစ်ဦးရဲ့ဖြုတ်ထုတ်ရှင်းဇလန်းကိုလူများစိတ်ဝင်စားလျက်ရှိပါတယ်ဆရာနာသိမ့်ပြီးရဲ့နောက်ပိုင်းစက်ကောင်ဆောင်မင်းအောင်လိုင်ကသူ့အိတ်ကတ်တွင်းကစိုက်ပြီးဆရာမလို့တဲ့ယာတူရောဘွဲတူပါအပေးချမ်းနေပါတယ်ထို့တို့အခုလိုအရေးယူအပြစ်ပေးမှုကလည်းနှစ်ဆလောက်တိုးပြီးကျန်းနေလို့ဆိုပါပါမယ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွန်းတဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့လူကြီးသားကလူကြီးဖြစ်ခဲ့တဲ့သူနဲ့လက်ရင်းတပည့်ငယ်မွေးဆန်ပေါက်တွေက တော့မှအရင်ယူပြခဲ့တယ်မဟုတ်ပါလောက်တိုင်းမှုတွေဆိုရင်လည်းနှိမ့်မြညာပြောက်ပဲမင်းအောင်လိုက်လက်အောက်သဘောကျတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခတိုင်းမှုဘူချုပ်ကိုကိုမောင်လိုလူမျိုးလည်းတက်ညာမှုမရပဲထောင်ဆင်းနေကြခဲ့တယ်အလားတူဝင်းနေမီတာယုံကျောင်းဆရာတော်ကိုပြစ်ခတ်မှုမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခတိုင်းမှုဘူချုပ်ကြီးခိုင်သူ့နောက်ကလပခတိုင်းမှုပိုကျောက်အောင်ခိုင်ဝင်းလေးစင်ကူးကိုလက်လွတ်လက်ရတဲ့အတွက်ပြုတ်တယ်စစ်ကောင်ဆောင်မင်းအောင်လိုက်ရဲ့ငါတလွဲ ငါကလွဲရင်အကုန်အပြစ်ရှိရဆိုတဲ့သဘောအရေးယူခံရတဲ့တာရကတွေဖြစ်တယ်။တမမှုစစ်စင်ရေးကိုကဲမှုဌာနချုပ်စခခမှုတွေဆိုရင်လက်အောက်တက်တွေကနမေတော်မှတ်မှတ်မိတည်ခင်ပြုတ်သွားတဲ့ဖြစ်စဉ်အများပြားအာနာသိန်းကာလာတရှောင်းမှာရှိခဲ့တယ်။ဒါကြောင့်အခုလက်တလောတမမှုနှစ်ဦးအရေးယူခံရတဲ့ဖြစ်စဉ်ကထူးဆန်းတဲ့ဖြစ်စဉ်မဟုတ်တော့ဘူးလို့ဆိုသွားမှာဖြစ်ပါတယ်။ အာနာသိန်းကာလာအတွင်းလက်အောက်ကအသက်များဘဝများကိုစတိကျင်နိုင်စနေနေတဲ့စစ်ကောင်းဆောင်မင်းရောက်လိုင်းအတွက်တမမုံနှအုပ်ကိုအရေးယူခြင်းကခက်ခဲတဲ့ကိစ္စလည်းမဟုတ်ဒါပေမဲ့နောက်ွယ်ကအရေးယူရခြင်းအကြောင်းရင်းတွေကတော့အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းနေရဲ့လို့ထင်မြင်မိပါတယ်တက်တွင်းတည်င်းအရင်းမြစ်တွေစီကတည်ရတဲ့အချက်လက်တွေနဲ့မီဒီယာတွေမှာဖော်ပြထားတဲ့အချက်တွေကိုပေါင်းစပ်ပြီးတော့စီစစ်ခြင်းမိပါတယ်တကယ်တမ်းဆိုရင်ကနန်းတမားလို့လွဲကူခေါ်ကြတဲ့အမှတ်၁၁ချင်းမြန်တမဌာနချုပ်တမ၁၁ကလည်းတမ၁၁၁ထိ မာတော်တမများလို့စစ်တပ်အတွင်သတ်မှတ်ထားလေးရှိပါတယ်ဒီတက်တွေကိုအရေးကြီးစစ်စင်ရေးတွေမှာတာဝန်ပေးအပ်လေးရှိသလိုအဲ့ဒီတက်မတွေကိုကုတ်ကင်ရတဲ့တက်မမှုများစုကလည်းတဆင်းမြင့်ရလူတက်ပြီးရနိုင်သူတွေသာဖြစ်လေရှိပါတယ်။ စစ်စင်ရေးကိုကဲမှုဌာနချုပ်စခခတွေကိုကိုကဲရတဲ့စခခမှုတွေထံချီမြန်တက်မှဌာနချုပ်တွေကိုကိုကဲရတဲ့တက်မှမှုတွေကပို့ပြီးအလားလာရှိတဲ့သူတွေလို့လည်းသတ်မှတ်လို့ရှိပါတယ်။ဆေယနာသိန်းကာလအတွင်းတက်မှတွေရောစခခတွေပါစစ်စင်ရေးအနာမရပဲနေရာဆုံးမှာတိုက်ပွဲများဖြစ်ပေါ်လာတဲ့အတွက်စစ်စင်ရေးဆောင်ရွက်လျက်ရှိပါတယ်။အခုတက်မှမှုများအရေးယူခံရတဲ့တက်မှနှစ်ခုအနက်တက်မှ33ကကချင်ပြည်နယ်စကိုင်းတိုင်းနဲ့ရှမ်းမြောက်စစ်ကူတို့မှအာနာသိန်းကာလအတွင်းစစ်စင်ရေးဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ အခုဖြုတ်ထုတ်ရှင်းခံရတဲ့တမမှုဗိုလ်မှူးချုပ်ကျော်စံမြင့်က2023ခုနှစ်မှာပခုတ်ကူမျိုးနယ်မှာအခြေဆိုင်တမဖြစ်တဲ့ MTR တဲ့အချင်းမြတ်တမဌာနချုပ်အမတာတရားတင့်ရဲ့ယာယီတမမှုဖြစ်ပါတယ်။အဲ့ဒီတော့ကတမ33တမမှုဗိုလ်မှူးချုပ်ကိုကိုလွင်အရေးယူခံရပြီးရဲ့နောက်၎င်းနေရာကိုအစားထိုးဖို့သူ့ကိုတမပြောင်းကတမ33ယာယီတမမှုတာဝန်ပေးခဲ့တာဖြစ်ပါတယ်။တနည်းအားဖြင့်တမ33ယာယီတမမှုဖြစ်တမပြောင်းလဲပြီးခန့်ခဲ့ခြင်းဖြစ်တဲ့တမမှုဗိုလ်မှူးချုပ်ကျော်စံမြင့်ဦးစီးတဲ့ရှီနန်းတမဌာနချုပ်ကလက်လာပါပေါ်ကျွယ်သွားတဲ့ဖားကန် ေတာမှာအထိုင်ချပြီးစစ်စင်ရေးကုတ်ခဲခဲ့တာကိုတွေ့ရပါတယ်။သူရှိကဗိုလ်မှူးချုပ်ကိုလင်းလက်ထက်ကလည်းပြည်သူများကိုဖမ်းဆီးပြီးပြန်ပြီးဆွဲတယ်လို့ငွေတောင်းခြင်းကချင်ပြည်သူကာကွယ်ရေးတပ် KPDF တွေကိုဖမ်းဆီးနှိမ့်ဆက်တပ်ဖြတ်ခြင်းနဲ့ကြောက်စိန်လောက်ကတ်တွေမှာလက်လာပါများစွာရယူခြင်းဖြင့်တပ်မ33ရှိတဲ့တပ်မဌာနချုပ်မှာနှမ်မိကြီးခဲ့ပါတယ်။ တပ်ဖက်ကတမကိုကိုကိုကြည့်ရင်လဲစစ်အာဏာသိမ်းကာလအတွင်းရခိုင်ပြည်နယ်ရှမ်းမြောင်မကွေးတိုင်းနဲ့ပဲခူးတိုင်းနယ်မြေတွေမှာစစ်စင်ရေးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။လာရှုကိုလက်လွတ်ရချိန်မှာတမမှုဘုံမှုချုပ်စိုးလိုင်ဦးစီပြီးတမကိုကိုရှင်နဲ့တမဌာနချုပ်မှုစင်မှာအထိုင်ချကိုကဲနေတာဖြစ်ပါတယ်။လာရှုကိုလက်လွတ်ရကနီးမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်မှုဘုံချုပ်စိုးတင်ကကာစာတာမှုဒုတိယဘုံချုပ်ကြီးနိုင်နိုင်ကိုပြန်ဆဲတဲ့အတွက်အဝေးရှိဘုံမှုချုပ်စိုးလိုင်ကိုနှယ်လက်ရမခတိုင်မှုဖြစ်ခံခဲ့တယ်။လာရှုကိုလက်လွတ်ရရပြီးနောက်အရေးမယူပဲစစ်ကောင်းဆောင် င်ရဲ့တပင်းရင်းဖြစ်တဲ့ဗိုလ်မှူးချုပ်ဆိုးလိုင်ကိုရှမ်းအရှိတရိကန်တိုင်းစစ်ဌာနချုပ်တတခတိုင်းမှုဖြစ်ခန့်တဲ့အဲ့ဒီနောက်တမကူကိုယာယီတမမှုဖြစ်ဗိုလ်မှူးကြီးမိုးမြင့်ထွန်းကိုယာယီတမမှုဖြစ်ခန့်ထားပြန်နေ ဒါပေမဲ့သူကကြားဖြတ်ကိစ္စတွေမှာပါဝင်ပတ်သက်မှုရှိကြောင်းတရုတ်ဘက်ကသတင်းပေးတိုင်ကြားခံရတဲ့အတွက်ယာယီတက်မှတ်မှုဘဝနဲ့အရေးယူခံခဲ့ရတယ်။အဲဒီနောက်စစ်ပြူဟာဖွဲ့အခြေချကော့တောင်းမှစစ်ပြူဟာမှုဘူမူကြီးတင်မောင်ကျော်ကိုတက်မှတ်ကိုကိုရဲ့ယာယီတက်မှတ်မှုဖြစ်ခံခဲ့တယ်။စစ်ပြူဟာဖွဲ့အခြေချကော့တောင်းနဲ့စစ်ပြူဟာဖွဲ့အခြေချတာချင်းလေးတို့ကစစ်တပ်တွေမှာနေရာကောင်းဖြစ်နာမည်ကြီးတဲ့အခြေချဗျူဟာတွေဖြစ်ကြပါရယ်။လက်တလုံးအာရခန့်တက်တော်အင်းရဲ့မကွေးထိုးစစ်ကိုပိတ်ဆို့ခံစစ်စင်ဖို့တက်မှတ်မှုဦးစီးတဲ့ရှေ့တန်းတက်မှတ်69ဌာနချုပ်ဟာ ရန်မှာအခြေပြုပါရယ်အခုနှစ်ဇန်နဝါရီ23ရက်နေ့မှာတက်မမှုကဗရန်အခြေဆိုင်အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆခ905နေရာကိုရောက်ရှိလာကအဲ့ဒီတက်မအခြေပြုပြီးစစ်စင်ကုတ်ကဲနေခြင်းဖြစ်ပါရယ်အခုလိုတက်မ33နဲ့တက်မ96တို့မှာတက်မမှုတွေကိုအရေးယူတဲ့အခြေအနေများကိုလက်လန်းမိတလောက်လေ့လာကြည့်မိပါရယ်ဖားကန့်ဒေတာမှာစစ်စင်ဆောင်ရွက်နေတဲ့တက်မ33တက်မမှုဘုံမှုချုပ်ကျော်စံမြင့်ကကြောက်စိမ့်လောက်ကတွေကိုရှာလူတာဝန်နဲ့အာနာအလွဲသုံးစားလုပ်ပြီးကိုဂျိုးရှာစီဝိုင်းလှုပ်ဆောင်ခဲ့ပြီးဖားကန့်ကိုစစ်ကောင်စီအင် ား600သုံးပြီးချီတက်လာမှုမှာအင်အား100ခန့်သာဖားခန့်ကိုရရှိလာတာကြောင့်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်းသိရပါဗျာ။ ဖာကန်ကစစ်ပိုလ်ချုပ်တီအတွက်စကြက်ကောင်းဖြစ်ပြီးမစားတတ်ပါကစစ်တင်ချိုင်းဖြစ်လေရှိတဲ့နေရာလေးဖြစ်ပါတယ်၂၀18ခုနှစ်တုန်းကပိုချုပ်ညီညီဆွေနဲ့တက်မတရတဲ့တက်မမှုဘုံမှုချုပ်မောင်မောင်ဇန်တို့အေးအေးယူခံရတဲ့အမှုကဖာကန်ကိစ္စအဓိကဖြစ်ပါတယ်တက်တွင်းသတင်းတွေအရတက်မမှုဘုံမှုချုပ်ကျော်ဆက်မြစ်ကဖာကန်မှာစည်ရင်းရရှုပ်ထွေးနေစင်မှာပဲ KDB ကခြေစင်းတို့လာမင်းတို့ထံမပြတ်မကွက်သတင်းပို့ဖို့တွားရောက်ခဲ့ကြောင်းသိရပါတယ်အဲ့ဒီသတင်းတွေကနေပြီးတော့စည်ရုံးထိရောက်ရှိပြီးမကြမီအခုလိုအေးအေးယူခံလိုက်ရခြင်းဖြစ်ပါတယ် ခံမှန်းကြည့်ရမယ်ဆိုရင်ဖားကန့်လို့နေရာမှာထားပြီးထားပြီးမြဲသူ့အတွက်စစ်ကိုနိုင်အောင်မတိုက်နိုင်တဲ့အပြင်စိန်ခံနေတဲ့အတွက်စကောင်းဆောင်မရောင်းနိုင်ကအမျက်တော်ရှာပြီးပုံစံကောင်းကောင်းပြေးလိုက်ချင်လို့ဆိုရမှာပါဒါကြောင့်မိသားစုတွေကိုပါအခြေကျုံနဲ့ထိမ့်သိမ်းပြီးသူ့ကိုမန္တလေးရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခရဲ့နန်းတွင်းစစ်ကြောရေးကိုအရောက်တန်းပို့ခြင်းဖြစ်ပါတယ်တပန်းအေးရဲ့မကွေးထိုးစစ်ကိုခုခံနေရတဲ့တပ်မကိုကိုတပ်မမှုကိုအရန်အင်အားသွင်းတဲ့ကိစ္စကိုကြည့်မြင်ဆိုရင်စီအထိနာမှုအတွက်တာဝန်ရှိသူအဖြစ်ခေါင်းဆောင်တက်ပြီးတပ်မမှုယာတို့မှဖိရှာ ှားခြင်းလို့ယူဆပါတယ်။အေဘက်ကအမ်ဘရန်လန်းကိုထိန်းချုပ်ပြီးမကွေးတိုင်းထိုးစစ်ကိုပုံဖော်လျက်ရှိပါတယ်။အဲ့ဒီကာလအတွင်းအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်အတွင်းတက်မကိုကိုလက်အောက်ခံနီးပြားမှုတွေနဲ့ခြေလင်းချင်းမြန်တရင်များအထိနာခဲ့ကြပါတယ်။တက်မကိုကိုလက်အောက်ခံ နီးပြူဟာ962ရဲ့ယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကြော်ကြော်တက်ကိုဂုတ်စီယိုးရွာနီမှာဖမ်းဆီးခံရမိတဲ့နောက်သူကိုယ်တိုင်ဖြေဆိုထားတဲ့ရုပ်သံအင်တာဗျူးထွက်ပေါ်ခဲ့ပါတယ်။အင်တာဗျူးအရတမကိုကိုနဲ့လက်အောက်ခံတပ်တွေအတွင်အင်အားနဲ့စိတ်ဓာတ်အဆမတန်ကျဆင်းနေကြောင်းပေါက်ကြားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကလေးကစစ်ကောင်းဆောင်မင်းရလိုင်းရဲ့အညှိုးထားမှုကိုတမမှုဗိုလ်မှူးချုပ်တမကျော်ခံခဲ့ရပြီဖြစ်တယ်လို့យေတာထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။